အလင်းတွက်စင်မထုတ်လို့ပဲနတ်သက်ငယ်ကဟောက်ချမ်းကိုရွေးချယ်လိုက်တဲ့အပေါ်မကျင်တဲ့ရွယ်လီနဲ့ရွယ်လီရဲ့အဖွဲသားတွေကဟောက်ချမ်းကိုဆွဆွဲနေကြပါတယ်။ဒါပေမဲ့ရှမ်းရွယ်ကအလင်းနတ်သက်ငယ်ရွေးချယ်မှုကသူ့ရဲ့ဆန္ဒပေါ်မူတည်တာဖြစ်လို့တန်တရားရှိစရာမလိုဘူးလို့ပြောပါတယ်။ဒါ့ဝိမဲ့ဟောက်ချမ်းရဲ့အလင်းတွက်စင်ဆွမ်းအားကိုတန်တရားရှိတဲ့ဆိုရင်ပြိုင်ပွဲတစ်ခုလုပ်ပြီးပြိုင်လို့ရတယ်လို့ဆိုပါတယ်။အဲစကားကိုကြားလိုက်ရတဲ့ရွယ်လီရဲ့မျက်ခွက်ကြီးကတော့မြင်လိုက်ရတဲ့အတိုင်းဖြစ်ပြီးဟောက်ချမ်းကိုသူ့အနေနဲ့ရှမ်းပြည်ကြီးကြောင့်ရှမ်းရွယ်ကိုတောင်းဆိုလိုက်ပါတယ်။အဲဒါကိုလေးရှင်ကကက်ကွက်နေပေမဲ့ဟောက်ချမ်းကတားဆီးလိုက်ပြီးရွယ်လီကိုသူ့ဘာမှမဟုတ်တာမလို့ထားကြောင်းနဲ့အကယ်၍သူ့ရဲ့အလင်းတွက်စင်ဆွမ်းအားကိုတန်တရားရှိတယ်ဆိုရင်ခမရဲ့စင်ကောမှုကို လက်ခံပါတယ်လို့ပြောလိုက်ပါတယ်။ရွမ်းလေးကသူ့ရှုံးသွားရင်သူ့စီမှာရှိတဲ့အမှတ်တွေအကုန်ပေးမယ်ဆိုပေမဲ့အများတားတာကိုသိနေတဲ့လင်းရှင်ကအလင်းနဲ့တကယ်တန်ကြီးကိုဖော်ပြစရာဇီးတော့မရှိသေးတာကြောင့်ရွမ်းလေးသာရှုံးရင်ဟောက်ချောင်းကိုဒူးထောက်ပြီးအကိုကြီးလို့ခေါ်ရမယ်လို့ပြောလိုက်ပါတယ်။ရွမ်းလေးကတော့သူနိုင်မယ်လို့အပိုင်တွထားတာကြောင့်အဲ့ဒါကိုလက်ခံလိုက်ပြီးပြန်ပွဲကနေမှနေရာယူလိုက်ရပါတယ်။ပထမဆုံးအနေနဲ့ရွမ်းလေးကသူ့ရဲ့အလင်းထွက်စင်ကိုထုတ်လိုက်ပြီးမပြားလာတဲ့အလင်းထွက်စင်ဆွမ်းရတဲ့ကြောင့်ရင်းရကစိတ်ပူနေခဲ့ပါတယ်။ဒါပေမဲ့ဟောက်ချမ်းဘက်ကအလင်းထွက်စင်ဆွမ်းကိုထုတ်ပြလိုက်တဲ့အခါရွမ်းလေးမှာရှိတဲ့အလင်းထွက်စင်ဆွမ်းရတွေပါပျောက်ကုန်ပြီးဟောက်ချမ်းကအပြတ်သက်နိုင်ရသွားခဲ့ပါတယ်။မရှုမလာရှုံးသွားခဲ့တဲ့ရ ရန်လီရဲ့စီထဲမှာတော့ထိမ့်မရအောင်ဒေါသတွေထွက်နေပေမဲ့အတန်းနိုင်ဆုံးစိတ်ကိုချုပ်တီးလိုက်ပြီးဂရိအတိုင်းတောင်းပန်ကသူ့စီမှာရှိတဲ့အမှတ်တွေအားလုံးလွှဲပေးလိုက်ပါတယ်။အညောင်းကောင်လေးချင်းကဒူးထောက်ပြီးတောင်းပန်ရအောင်မယ်လို့တတိပေးလိုက်တဲ့အခါရန်လီလည်းမေ့ချင်အောင်စောင့်နေလို့မရတော့ပဲဟောက်ချမ်းရဲ့အရှိမှာဒူးထောက်လိုက်ပါတယ်။ပြီးတော့အကိုကြီးလုံးနောက်တစ်ခါစာရဲတော့ပါဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာနှစိုးပင်၃ယောက်ကစူးဝေးနေပြီးအလင်းနဲ့တငယ်ကြောင်းစူးနေနေကြပါတယ်။အလင်းနဲ့တငယ်ဆိုတာလူသားမျိုးနဲ့အတွက်ဘလို့မှထိန်းထားလို့မရတဲ့အရာဖြစ်ပြီးတကယ်လို့သာတယောက်ယောက်ကစုပ်ယူလိုက်မယ်ဆိုရင်နှစိုးတွေလှုပ်ထားတဲ့အမှတ်သားတကြပေါက်ပေါ်လာမှာပဲဖြစ်ပါတယ်။အမဲလိုက်ခံတဲ့မှာတော့ကြာဆုံးသွားတဲ့ရဲဘော်တွေ တွက်ဝန်ထမ်းချင်းအထိတ်အမှတ်နဲ့မီးပုံးပြန်နေလွတ်နေပြီအဲ့ဒါတွေကိုကြည့်နေတဲ့ဟောက်ချန်နတ်သက်ငယ်ကိုထုတ်လိုက်ပြီးလွတ်လပ်ခွင့်ပေးလိုက်ပါတယ်တကယ်တော့နတ်သက်ငယ်ယူချက်ပွဲမှာလည်းဟောက်ချန်ကလွတ်လပ်ခွင့်ပေးမယ်လို့ကတိပေးထားတာအကြောင်းဖြစ်ပါတယ်နတ်သက်ငယ်ထွက်သွားတော့ရှန်လင်းရောက်လာပြီးချန်ယာကိုမီးပုံးပြန်လွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့အခါချန်ယာကသူ့ရဲ့ငယ်ဘဝကိုပြန်ပြီးတတိယသွားခဲ့ပါတယ်ဒါကိုသိတဲ့ဟောက်ချန်ကတားဖနေအောင်အေးစေးနေရအောင်ရှောင်ထွက်လာခဲ့ပြီးလမ်းမှာကိုရင်နဲ့တွေ့တာကြောင့်အတူတူလမ်းလျှောက်ဖို့ကိုရင်ကခေါ်သွားပါတယ်ခန်တက်တစ်ခုလုံးရဲ့တသားတွေအားလုံးကမီးပုံးပြန်လွတ်ရင်သူတို့အတွက်အမှတ်ရစေမဲ့သူတွေရောအောင်းမွေ့နေရတဲ့အချိန်ရန်လီတယောက်ကဟောက်ချန်လွတ်ပေးလိုက်တဲ့နတ်သက်ငယ်ကိုဖမ်းပြီးသူ့နဲ့ပေ ါဆက်ဖို့လုပ်နေပါတယ်။ဒါပေမဲ့အလေးနက်သက်ငယ်ကိုထိလိုက်ရတဲ့ဟောက်ချမ်းရဲ့ရင်ပတ်ထဲကနာကျင်သွားခဲ့ပြီးတခါခုခံစားလိုက်ရပါတယ်။ရန်လီရဲ့ဘက်မှာတော့အလေးနက်သက်ငယ်နဲ့ပေါဆက်လို့မရတဲ့အပြင်အစိုးပင်ရဲ့စွမ်းအားတွေကအလေးနက်သက်ငယ်စီကထွက်လာခဲ့ပါတယ်။အဲအားနေမှာကောင်းငယ်မှာပေါ်တယ်တွေပေါ်လာပြီးအပိုက်65နဲ့ပြီးဆုံးသွားခဲ့ပါတယ်။ အလင်းနဲ့တငယ်နဲ့ပေါ့ဆပ်ဖို့လုပ်ခဲ့တဲ့ယွမ်လေးကသူ့ရဲ့အစီအစဉ်တွေပျက်စီးခဲ့ရတယ်လို့သူ့ရဲ့နောက်ဆုံးအချိန်ကိုလည်းရရှိနေပြီဖြစ်ပါတယ်။သူလုပ်ခဲ့တာတွေကလူသားရဲ့အတွက်ဖြစ်ပေမဲ့လမ်းမကိုရှောင်မိသွားတဲ့အတွက်အခုချိန်မှာအကျိုးဆက်ကိုခံစားနေရတာဖြစ်ပါတယ်။အဲ့အချိန်ဟောက်ချမ်းရောက်လာပြီးယွမ်လေးကိုကယ်တင်ဖို့လုပ်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။အပေါ်မှာရှိတဲ့ပေါ်တယ်တွေကလည်းနဆိုးကြီးထွက်လာပြီးရုပ်တရက်ပြောင်းလဲသွားတဲ့အချိန်လေးကြောင့်ခန္ဓာမှာလည်းရုပ်ရုပ်သေးသေးဖြစ်ကုန်ကြပါတယ်။တိုင်း82ဆိုးကသူ့လက်ကိုဖျက်ခဲ့တဲ့ဟောက်ချမ်းကိုသူ့အတိုင်းပြန်လို့ပို့ပြင်နေတဲ့အချိန်ရှမ်းရဲရောက်လာတာကြောင့်ဟောက်ချမ်းကိုကင်ထားတဲ့လက်ကထပ်ပြီးအပြက်ခံလိုက်ရပါတယ်။အဲ့နောက်ဟောက်ချမ်းကိုအမိတ်ပေးတဲ့နေရာစီသွားပြီးချက်ချင်းအမိတ် ထုတ်ပြန်မှုပြောတာရှမ်းရွေကတော့အစိုးသုံးကောင်အခြားတိုင်းမရှင်းစီခေါ်သွားပြီးအသေးခံတိုက်ဖို့ပြင်လိုက်ပါတယ်သူ့ရဲ့တိုက်ခိုက်မှုတွေကအစင်ကိုဆိုတဲ့အတိုင်းအစိုးပြင်းတွေကိုကောင်းကောင်းရင်ဒုက္ခပေးနိုင်နေခဲ့ပါတယ်တမတ်မှာတော့မိန်ပေးတဲ့နေရာစီတွားနေတဲ့ဟောက်ချန်သူ့ရဲ့အဖွဲ့သားတွေကလမ်းရှင်းပေးနေခဲ့ပါတယ်ဂျင်းနဲ့ကျတဲ့ရောက်နေတဲ့လီရှင်းကိုတော့လီရှင်းကကူညီပေးလိုက်ပြီးရှင်းရကတော့ပုံနေရပါတယ်အဲ့အချိန်မှာသူ့ရဲ့စင်ကိုကောင်ဝက်ကလေးကဒုတိယအစင်ချောက်နှစိုးအတွင်ပြောင်းလိုက်ပြီးအနားမှာရှိတဲ့နှစိုးကိုချောက်လွတ်လိုက်ပါတယ်တမတ်မှာနှစိုးတွေနဲ့တိုက်ခိုက်နေရတဲ့ချန်ကသူ့တတိမနာမိခင်မှာသူ့စီရောက်လာတဲ့တိုက်ခိုက်မှုကိုရှန်လဲရဝန်ခံပေးခဲ့တာကြောင့်ဒဏ်ရာပြင်းထန်ရသွားခဲ့ပါတယ်စ ိတ်တူသွားတဲ့ချမ်းရနဲ့ပြန်လဲမူးဖွားခြင်းစွမ်းရည်၆တွေကိုထိုးသွင်းလိုက်ပေမဲ့ရဟယူဟာအချိန်မီပြန်ခေါ်နာလိုက်ပါတယ်။တားမီနှစ်ယောက်ထုံးစံအတိုင်းစကားချေတွေဖြစ်နေပေမဲ့အရေးကြီးတဲ့အချိန်တွေမှာရဟယူဟာစိတ်ကိုလျှော့ပြီးချမ်းရကိုဟောက်ချမ်းစီပို့ပေးလိုက်ပါတယ်။အဲဒါကြောင့်ချမ်းရရဲ့အကူအညီနဲ့ဟောက်ချမ်းတယောက်အမေပေးတဲ့နေရာစီရောက်လာခဲ့ပါတယ်။ဒါပေမဲ့တိုင်း90နှစ်စုကရောက်လာပြီးတားဆီးခဲ့ပါတယ်။အဲ့လိုနဲ့အပိုင်း66ကိုအဆုံးသတ်ထားပါတယ်။ ဟုတ်ချက်အမိပေးတဲ့တစိကိုတက်မလို့လိုရတဲ့အချိန်မှာနဇိုးဘီရင်တာစီကြီးကိုခံလိုက်ရပြီနဇိုးဘီရင်ကိုခုခံဖို့စွမ်းရည်တစ်ခုထုတ်လိုက်ပါတယ်ခံတဲ့နေရာတိုင်းမှာလူသားတွေနဲ့နဇိုးတွေကတိုက်ခိုက်နေကြပြီလူသားတွေဘက်ကအရင်နေနေခဲ့ပါတယ်ဟန်ယူကပြပြက်နေတဲ့မြင်ကွင်းကြောင့်ကျက်သိသေးနေတဲ့တမှုလောင်ကျန်ကိုအသီးစိတ်ပြန်ကပ်ဖို့ပြောလိုက်ပြီးသုံးပြချက်တစ်ခုကိုလောင်ကျန်ချလိုက်ပါတယ်အဲနောက်ကန်နဒါရဲ့တသားတွေကိုအထဲဝဝင်ခိုင်းပြီးသူကတော့အပြင်မှာနေခဲ့ပါတယ်ဒါတော့လက်မခံနိုင်တဲ့ဟန်ယူကတကားကိုဖွင့်နေပေမဲ့သုံးပြချက်ခိုင်းမာနေပြီဖြစ်တဲ့လောင်ကျန်ကမိစ္ဆာဘီရင်တိုက်ခိုက်ဖို့ထွက်သွားပါတယ်တစ်ဖက်မှာဟောက်ချက်မိစ္ဆာဘီရင်ချုံနောင်တော်ကိုခံရရပြီးတစ်ချိန်တည်းမှာကောင်း င်ရောက်လာခဲ့ပါတယ်။မိစ္ဆာကိုယဉ်ဆိုင်ဖို့အတွက်သူ့ရဲ့ငွေရောင်ချက်ဝတ်ကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာကောင်းရင်သာခံလိုက်ရပါတယ်။အဲ့ချိန်ဟောက်ချန်းစီရနဲ့အလင်းနဲ့တငယ်ထွက်လာပြီးနှောင်ချန်းရနဲ့ရှိတဲ့အားနဲ့ယုံထွက်ကမီးလင်းဖို့အဖြစ်ဟောက်ချန်းနဲ့ပုံဆက်ဖို့လုပ်လိုက်ပါတယ်။ဒါကိုသိတဲ့မိစ္ဆာတားဆီးဖို့လုပ်လိုက်ပေမဲ့ကောင်းရင်သူ့ကိုယဉ်တားဆီးလိုက်ပါတယ်။မီးလင်းဖို့နဲ့ပုံဆက်သွားပြီးဖြစ်တဲ့ဟောက်ချန်းအမိတ်ကပြားကိုတတ်ဖို့လုပ်လိုက်ပြီးသူ့စီလာနေတဲ့နဆိုးရဲ့တိုက်ခိုက်မှုကိုတော့ကောင်းရင်ဝန်ခံပေးလိုက်ပါတယ်။အမိတ်ကတက်တိုင်သွားတဲ့ဟောက်ချန်းကာဝယ်ချင်းနဲ့ဂယုနာပလင်ကိုဆင်းခွန်နိုင်ခဲ့ပြီးပလင်ပေါ်မှာထိုင်လိုက်ပါတယ်။ပြီးတော့ခန္ဓာမှာရှိသမျှတရားတွေကိုတူနိုင်မဲ့ရွှေကိုယ်တွေဆိုတဲ့ က်ဆွမ်းရည်ကိုထည့်ပေးလိုက်ပြီးတိုက်ပွဲကလည်းမျက်စိရှိမှပဲအလဲပြောင်းဖြစ်လာခဲ့ပါတယ်။အဲနောက်နှစိုးတွေအားလုံးတရားစီရင်ဖို့အတွက်ဟောက်ချန်းဆွမ်းရည်တစ်ခုကိုတုံးလိုက်ပြီးတောင်းဟန်နေတဲ့တိုက်ခွန်ရဆက်နှစိုးကတော့ဟောက်ချန်းရဲ့လက်ညှိုးတစ်ချောင်းလှုပ်လိုက်တာနဲ့ထူထောက်စေခဲ့ပါတယ်။ကာကွယ်ခြင်းနဲ့ဂရုဏာနဲ့ဘုရားပလင်ရဲ့လူသားမျိုးနွယ်ရဲ့နောက်ဆုံးကာကွယ်တစ်ခုဖြစ်ပြီးအဲ့ဒီပလင်ရဲ့အောက်မှာမဟာမိတ်အဖွဲ့သားတွေအားလုံးကတူနိုင်မဲ့ရွှေကိုတဲ့အကာအကွယ်ကိုပေးဆပ်နိုင်ပါတယ်။ ကောင်းရဲ့မိမကောင်းရဲ့ထွက်သွားတဲ့နေရာကနေစောင့်နေပြီအဲ့ဒီအချိန်မှာအလေးနက်တစ်ခုကနောက်ကနေပေါ်လာတာကိုတွေ့လိုက်ရပါတယ်ဟာချန်ကအဖိုးရံကိုခန္ဓာအခြေအနေလာပြီးတော့ကာကွယ်ခြင်းနဲ့ဂိူနာပလင်ကခန္ဓာကိုအောင်မြင်မြင်နဲ့ဆဲသက်နိုင်သွားပြီလို့ပြန်ဖြေပါတယ်နောက်ပြီးအဲ့ဒီပလင်ကိုဆင်းခေါ်ခဲ့တဲ့သူကလည်းဟောက်ချမ်းပြကြောင်းမှပြောပြလိုက်ပါတယ်ပလင်ရဲ့စွမ်းကိုခံနိုင်ရှိပြီအဲ့ဒီပလင်ကိုဆင်းခေါ်နိုင်တဲ့သူကလူကြီးမေးရဲ့စွမ်းကိုသုံးပုံတစ်ပုံပဲလက်ခံနိုင်မှာဖြစ်ပေမဲ့ဟောက်ချမ်းကတော့90ရာခိုင်နှုန်းတော့ယူနိုင်ခဲ့ပြီအဲ့ဒီပမာဏအဖိုးရံထင်ထားတာကပိုပြီးများပြားနေတာဖြစ်ပါတယ်တစ်ဖက်မှာတရားစီရင်နေတဲ့ဟောက်ချမ်းသူ့ရဲ့ဖီးအားကနေရုံထွက်လာတဲ့နှဆိုးထပ်ပြီးတက် ခိုက်ဖို့ပြင်နေခဲ့ပါတယ်။နောက်ဆုံးရတိုက်ခိုက်မှုတွေကဟောက်ချမ်းအောင်မတူပေါက်နိုင်သလိုချိရလေးတစ်ချက်တောင်တိအောင်မလုံနိုင်ခဲ့တာဖြစ်ပါတယ်။အချိန်နေမန်တာကိုတည်တဲ့နောက်ဆုံးကပြေးဖို့လုလိုက်ပေမဲ့ဟောက်ချမ်းရဲ့အဖွဲသားတွေနဲ့တွေ့ပြီးအားလုံးဝိုင်းသမားတာကိုခံလိုက်ရပါတယ်။အဲနောက်ဟောက်ချမ်းနဲ့ချန်ရပူပေါင်းတိုက်ခွန်းနဲ့အဆုံးသက်ပေးလိုက်ပါတယ်။တစ်ဖက်မှာနွားမိတ်စာနဲ့မော်စီရတဲ့တိုက်ခိုက်နေတော့ဟောက်ချမ်းနဲ့ဟန်ယူရတိုက်ပွဲတွေကိုပေါဝင်လာခဲ့ပါတယ်။အားလုံးရဲ့ပူပေါင်းမှုကြောင့်နွားမိတ်စာတဲ့ရှော့သွားခဲ့ပါတယ်။ရှမ်းရဲတို့တိုက်ပွဲကအခုလက်ရှိပြင်းထန်နေတဲ့ဖြစ်ပြီးနှစ်ယောက်စလုံးကသူမသားကိုအတုပဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာလက်နက်မဲသွားတဲ့ရှမ်းရဲကသူ့စီဝင်လာတဲ့နောက်ဆုံးရဲ့လက်နက်ကိုပြန်ယူပြီးကိုယ့်လက်နက်နဲ့ကိုအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ အောင်ပွဲရဲ့ကြွေးကြော်တန်တွေနဲ့အတူနဆိုးတရဘူ၃ခုကအေဂရီဖုံးရှုစီရောက်လာပြီးအရှုံးသမားတွေကိုအသက်ပြန်သွင်းနေမယ်စာဖြတ်စီပစ်လိုက်ပါတယ်အဲနောက်နဆိုးအေဂရီကလူပြိုဆင်းသက်လာပြီးအပိုင်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ် ။လက်သိုးပြင်82ကောင်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဖုန်းရှူကလူပြင်းကိုဆင်းသက်လာခဲ့ပြီးအဲ့ဒါကိုလည်းခန္ဓာကလူတွေအားလုံးကအတိုင်းအတာမြင်လိုက်ကြပါတယ်။သူ့ရဲ့ခြေတန်းတန်းရဲ့အောက်ကသူတွေကိုဖီးယားတက်ရောက်စေပြီးချွင်းချက်အနေနဲ့ရှမ်းရဲတော်မှာပါခဲ့ပါဘူး။အဲ့ဒီဖီးယားကြောင့်ခန္ဓာကလူတွေအသက်ဆုံးရှုံးသွားမှာဆိုတဲ့အတွက်ရှမ်းရဲကဖီးယားကိုတွန်းကန်နေခဲ့ပါတယ်။အဲ့အချိန်ခြံရဲပုံစံကမူမမလာတွေဖြစ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရှင်ဝိတန်တရားတွေဓာတ်ထွက်ပေါ်လာခဲ့ပါတယ်။တကယ်လို့နဆိုးအဂရီနဲ့အဲ့ဒီဓာတ်မဟာယန္တရဖြစ်ပေမဲ့ပြန်ပြီးဖိနှိပ်နိုင်ခဲ့ပါတယ်။ခန္ဓာမှာရှိတဲ့တာမန်တသားအချို့ကဖီးယားကြောင့်အငွေ့ပြန်သွားခဲ့ပြီးအဲ့အချိန်မှာဘယ်ရမှမသိတဲ့သူတွေရောက်လာခဲ့ပါတယ်။အဲ့ဒီလူတွေကခန္ဓ တ်ဖို့တက်ရောက်နေတဲ့ဖီးယားကိုကာကွယ်ပေးလိုက်ပြီးနှဆိုးရီကူကိုရင်ဆိုင်ဖို့လုပ်နေပါတယ်ဖုံးရှူကခန်းတက်မှာရှိတဲ့ခေါင်းဆောင်လို့မော်သားရဲကိုထုတ်ပေးဖို့ပြောပြီးမဟုတ်ရင်အားလုံးအညာတာမရှိတက်ပြစ်မယ်လို့ဆိုပါတယ်အဲ့ကခေါင်းဆောင်လို့ထင်ရတဲ့တယောက်ကမော်သားရဲတကောင်ရှာတာကိုအကြီးကျယ်လုပ်နေမယ်စားသူရဲကောင်းတွေရဲ့အဆောင်ချုပ်တောင်းကိုတွတ်ရှာဖို့ပြောလိုက်ပါတယ်ဖုံးရှူလည်းစကားများနေမယ်စားသူကိုယ်တိုင်ရှာဖို့ပဲလုပ်လိုက်ပါတယ်ဖီးယားကြောင့်ထွက်လာတဲ့မိစ္ဆာသားရဲတွေကိုစစ်ဆေးနေတဲ့ဖုံးရှူကအော်စတင်ခရပင်ကိုမတွေ့ပေမဲ့ဟောက်ချမ်းကိုမြင်ပြီးစိတ်ဝင်စားသွားခဲ့ပါတယ်အဲ့နောက်ဟောက်ချမ်းရဲ့စိတ်ဝင်ညီကိုတခြားတိုင်မန်းရှိစီခေါ်လာခဲ့ပြီးအနီးကဆက်စုနေခဲ့ပါတယ်ဟောက်ချမ်းရဲ့ပုံစံဖုံးရှူအနေနဲ့တရားကိုအမှတ်ရစေပြီး ီနောက်နှစ်အနည်းငယ်ကြာရင်ဟောက်ချမ်းကိုပြန်လာချမယ်ဆိုကထွက်သွားခဲ့ပါတယ်အပြင်လောကမှာလည်းဖုန်းရှူကထွက်သွားခဲ့ပြီဖြစ်ပြီးရှမ်းရွာကောင်းရင်ကိုကူးတာပေးနေခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီဒီတိုက်ပွဲမှာခန္တဲ့ရဲ့အရာရှိတော်တော်များများကိုဆုံးရှုံးခဲ့ရပြီအဲ့အတွက်ကြမ်းချီးတဲ့သူတွေကတိုက်ပွဲမှာဇီးရေခဲ့ရတဲ့သူတွေအတွက်မျိုးပြန်လေးလွတ်နေခဲ့ပါတယ်တစ်ဖက်မှာဟောက်ချမ်းတို့အဖွဲ့ကပျက်စီးနေတဲ့ခန္တဲ့အတွက်အတန်းနိုင်ဆုံးကူညီဖို့တိုင်ပင်နေကြတော့ခြံရရဲ့ခန္ဓာကဝေဒနာတစ်ခုကိုခံစားလိုက်ရပါတယ်အဲ့အချိန်မိဘုံပြန်နဲ့ရှမ်းရွာရောက်လာပြီးခြံရကိုချွဲနေခဲ့ပါတယ်ဒါပေမဲ့ခြံရရဲ့ဝေဒနာပြင်းထန်လာခဲ့ပြီးနေရာမှာပဲပြစ်လဲသွားခဲ့ပါတယ်ရှင်ဝိတန်စီရလည်းဒါနဆိုးရဲ့ဂရေ ရဲ့အငွေသက်ကိုဆက်စပ်တိမခံပဲဒီစကလွှမ်းမိုးခံရတဲ့တပြက်လူတွေကခြံရရဲ့လက်ရှိကျင်းစဉ်အရရန်နေငယ်ကြမှာပြပြောနိုင်မှာဖြစ်ပါတယ်ရှမ်းရရစိတ်ပူနေတဲ့ဟောက်ချမ်းဒီအချိန်မှာလုံနိုင်တာခြံရကိုယုံကြည်ထားဖို့ပဲဖြစ်ပြီးသူတို့ကိုကူညီပေးခဲ့တဲ့သူတွေစီဟောက်ချမ်းကိုခေါ်လာခဲ့ပါတယ်သူကနဆိုးပြင်းချွေချာခြင်းရဲ့အဖွဲကောင်းဆောင်ဖြစ်ပြီးသူ့ကိုယ်သူခြံကျစ်လို့မိတ်ဆက်လိုက်ပါတယ်တဖက်မှာဖုန်းရှူကပိုင်မုံနဆိုးစီရောက်လာပြီးသူတို့ရဲ့ဒုတိယမွေစက္ကန့်သူကိုရှာတွေ့ပြီလို့ပြောရင်အပေါင်း69ကပြီးဆုံးသွားခဲ့ပါတယ် ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and share လေးနဲ့ကူညီပေးကြလို့ရပြီသဘောကျရင် subscribe လေးပါနှိပ်ခဲကြဖို့တောင်းဆိုပါရစေအဆုံးလေးကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်